ကဲမင်္ဂလာပါမျိုးတို့ဆောင်းမလဲဆိုမင်္ဂလာပါမျိုးတို့ကဲဒီကနေ့ကတော့ကျွန်တော်တို့ဟိုဟာမှန်နေဒါပေမဲ့မမှန်ဘူးပေါ့နော်မှန်နေမမှန်ဘူးဆိုတာကမှန်တာကဘာလဲဆိုရဲခါကျတော့ကျွန်တော်တို့မနေ့က၄ခွန်၄ခွန်မှာတော့ကီယာခွန်၄ခွန်၄မှာတော့ကီယာခွန်ရော၄ရောထိပြီးတော့အောင်ခဲ့တယ်နော်ပရိတ်ကလည်း၁ပရိတ်အောင်သွားတယ်နောက်ကညနေပိုင်းကျတော့ကီထိတ်နဲ့ကီထိတ်ကထိတ်အနေနဲ့မထွက်ပဲကီအနေနဲ့ကျွန်တော်တို့၃ညာ၅ဆိုပြီးတော့ကီအနေနဲ့ ထွက်သွားပြီးတော့ငါးဗရိတ်ကလည်းထက်အောင်နေအားလုံးကတော့ဒီမှနဲ့သူအကုန်အောင်ကြတယ်သို့တော်ညာလည်းကျွန်တော်တို့ကဒီအပေါ်အောက်ကတ်လိုက်တဲ့အတွက်ကျွန်တော်တို့မထုတ်တဲ့နေရာမှာအောင်မြင်မှုမရခဲ့ဘူးပေါ့နော်အဲ့တော့နောက်တစ်ခါကျွန်တော်ဟိုကျွန်တော်ဟိုဟာဝမ်းကျင်းစမ်းထားတာလေးရှိတယ်အဲ့ဒီဝမ်းကျင်းစမ်းထားလေးတွေကနှစ်ခွန်းဆိုတဲ့ဗရိတ်ရတယ်ပေါ့နော်အဲ့ဒါဟိုဝမ်းကျင်းရတယ်ဆိုတာလေနော်မနေ့ကခွန်း၃ညခွန်၄ခွန်ဆိုတော့ကျွန်တော်တို့ခွန်တလုံးထိပြီးတော့အောင်ခဲ့တယ်ပေါ့နော်အဲ့ဒီနေတဲ့ကျွန်တော်ချပြမှာပါဒါပေမဲ့ကျွန်တော်က ိုလက်တော်ဆန်းတာကျွန်တော်အသိရမလားကျွန်တော်ရဲ့စိတ်ကကျွန်တော်ကအနည်းဆုံးကျွန်တော်20 25ပင်ပင်20အထိကိုမမထန်းထန်းမအောင်မဲနဲ့ကျွန်တော်အလွယ်တကူချမပြကျင်လို့မပြသေးတာပေါ့နော်ဟုတ်ပြီကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20လေးစမယ်ဗျနော်20လေးကပါလေဆိုတဲ့အခါကျတော့ဘယ်ရစမလဲဆိုတော့3 5 3အောင်စမယ်ဗျ3 5 3 89 89 89 ရှစ်ရှစ်ကိုတော့တတိကို6အဲရှစ်ရှစ်ကိုတော့ဖြည်းဖြည်းခေါ်တတိကို6တတိကို6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်ထားတဲ့အခါမှာကျွန်တော်တို့အဲ့20လေးကတော့အမြဲတမ်း20လေးကိုသတိထားတတ်တဲ့လူဆိုရင်တည်ပါတယ်เนาะဒီ20လေးကအမြဲအများကြီးမှန်လာခဲ့တဲ့20လေးတွေပါကိုယ်လည်းစက်မှန်နေတော့မှာပဲအဲ့ဒါကဘာလဲဆိုတော့ဒီ၈နဲ့၈နဲ့ပေါင်း6ဒီ6နဲ့ပေါင်းတော့7နှစ်တဲ့ ်နှစ်ကနခက်ကလေးနှစ်ရဲ့ပါဝါခွန်နှစ်လေးခွန်ကြတဲ့ကြီးတုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ငါးငါးတဲ့ငါးငါးမှာမအောင်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 ဗျနော်ခွန်ကိုးတဲ့ခွန်ကိုးမှာတော့ခွန်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျခွန်ကိုးမှာတော့ခွန်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြုံးတွက်ပါမယ်၅၃၁၃ တစ်တုံး5936 5936 9686 9686ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်းတော့4 4နဲ့6နဲ့ပေါင်းတော့၃ည၃ညရဲ့နှက်ခတ်ကခွန်၃ညပါပါ၅၃ညခွန်၅ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၅၆တဲ့၅၆မှာ၅တလုံးထိပြီးအောင်ခဲ့ပါတယ် ရှိရှိတဲ့ရှိရှိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะကဲနောက်တစ်ပြန်တော့တွေ့ပါမယ်ဒီလေးခွန်ခွန်ဒီလေးခွန်ခွန်နေရှိတိချနေရှိတိချခွန်တိတိချဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်နင်းနဲ့ရှင်းနဲ့ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့6 66ရဲ့နှက်ခတ်က96ရဲ့ပါဝါတီ69 1ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့99တဲ့99မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်96တဲ့96မှာလည်း6တလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြင်တော့တွက်ပါမယ်ရှိရှိ99 99 6248 6248 ခွင်ရှိ3ခွင်ရှိ3တဲ့ဘယ်လိုဖြစ်လဲကတ်တလိအဲ့တော့ကျွန်တော်ဒီနှစ်ခုကိုပေါင်းမယ်ဆို6နဲ့2နဲ့ပေါင်း8 8နဲ့9နဲ့ပေါင်းတော့3ပါတဲ့3ရဲ့နှစ်ခက်က9 3ရဲ့ပါဝါ8 3 9 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့6 9 6 9 6 9 6 9မှာကျွန်တော်တို့9တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နောက်ပြီးတော့ နှစ်6ဟုတ်တယ်နှစ်6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ပြီးအတန်နေစူးစူးနဲ့ခါခါကြအာရုံလွတ်လွတ်သွားရင်နောက်တစ်ပင်ကိုတပမယ်3 3 1 1 3 3 1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  ငားရဲ့နှက်ခက်က3ငားရဲ့ပါဝါ3ည5330ညဆိုတဲ့ဒီ3လုံးဒီအပြင်မှာထိရမယ်တဲ့အဲ့မှာဗာဒီထွက်သွားတဲ့ဆိုတဲ့ခါကျတော့3ည2 3ည2မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်5ကိုတဲ့5ကိုမှာလည်း5လုံးထိပြီးတော့ကျွန်တော်တို့ညာအောင်မယ်တော့အောင်ခဲ့ပါတယ်အမျိုးတို့ရနောက်တစ်ပြောင်းတွက်ပါမယ်2635 2635ခွန်ခွန်4ခွန်ခွန်ခွန်4ခွန် 9 3နှစ်9 5 3နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9 9ပေါင်း၄၄နဲ့2နဲ့ပေါင်း6 6ရက်နှစ်ခါက9ကို6ရက်ပါပါတိ6 9 1ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည3နဲ့မအောင်ပါဘူး6 1တဲ့အော်6 1မှာ6 9 1ကိုထိပြီးအခွေအနေနဲ့အောင်သွားခဲ့ပါတယ်ဗျကဲနောက်တစ်ပြန်တွက်ပါမယ် ခွန်ရှိ၄တက်လေးနှစ်ခြောက်ရှိလေးနှစ်ခြောက်ရှိနှစ်၆တုံညာလေးနှစ်၆တုံညာလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့လိုထွက်တဲ့အခါမှာအဲ့ဒါကိုကြည့်မယ်ဆိုရင်နှစ်နဲ့လေးနဲ့ပေါင်း6 6နဲ့လေးနဲ့ပေါင်း3ညပါတဲ့3ညရဲ့နှစ်ခတ်ကခွန်3ညပါပါ5 3ညခွန်5ဆိုတဲ့ဆိုရကီတုံးတော့ကိုရရှိပါတယ်เนาะအိုက်ကီတုံးတော့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့နှစ်တုံးညာ နှစ်တုံညတဲ့နှစ်တုံညမှာတုံညတလုံးထိပြီးတော့အောင်ခဲ့ပါတယ်ခွန်သုံးနဲ့ခွန်သုံးမှာလည်းခွန်တလုံးထိပြီးတော့ညောင်းမနဲ့ကောအောင်ခဲ့ပါတယ်ဗျနောက်တစ်ပြုံတွက်ပါမယ်6162 6162 9211ခွန်9211 9813 9813ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9ရဲ့2ကပေါင်းတော့ 1တင်းနဲ့3နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှစ်ခက်က2 4ရဲ့ပါဝါကို6 2ကိုဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2 3 2နဲ့2 3မှာ2တလုံးထိပြီးတော့အောင်ခဲ့ပါတယ်6 3 6 3နဲ့6 3မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျအဲအဲ့တော့ကျွန်တော်တို့တောက်ကြနေအတွက်ကီးလေးတွေထုတ်လိုက်ရအောင်5 3 6 9 3 6 ခွန်လေး3ည5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ည9နဲ့ပေါင်းတော့ခွန်9နဲ့ပေါင်းတော့2ပါတဲ့2 2ရဲ့နှက်ခက်က4 2ရဲ့ပါပါခွန်2 4ခွန်ကြော်ကီ3လုံးဒီအပြင်မှာထွက်ရမယ်လေကဲကောင်းပြီအဲ့ဒါဆိုကျွန်တော်တို့ကပရိတ်ကလေးတွေကီးလေးတွေနဲ့ချိန်စားကြည့်တယ်အောင်ကျွန်တော်တို့ကီးထိတ်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့ဗာရတယ်ဆိုရင် လေးကို6ပါတဲ့နော်ခုနကီယိုယိုကကျွန်တော်တို့2 4 9 2 4 9ဆိုပြီးဒီလိုမျိုးရပါတယ်ဗရိတ်ကတော့ဒီကနေ့ဗရိတ်ကညမနေ့တော့အောင်တယ်နော်အဲ9ခွန်နဲ့9ခွန်4 2တဲ့နော်9ခွန်4 2အဲ့မှာကျွန်တော်9ခွန်ဒီ main break ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့က ဒီတော့ကျွန်တော်တို့ဒီမှာတူကနန်းတွေရှိနေတဲ့အတွက်ကျွန်တော်ထိတ်နဲ့ပရိတ်နဲ့ပဲကတ်မယ်ဗျာเนาะအဲ့တော့၄ကို၉ပရိတ်ဖြစ်အောင်၄၅၄ကို၉ပရိတ်ဖြစ်အောင်၄၃၄ကို၄ပရိတ်ဖြစ်အောင်၄၄၄ကို၄ပရိတ်ဖြစ်အောင်၄၈ကို၉ကို၉ပရိတ်ဖြစ်အောင်၉တုံညကွန်ပရိတ်ဖြစ်အောင်ကိုရှိကိုနိပရိတ်ဖြစ်အောင်ကိုငါကိုငါကိုနိပရိတ်ဖြစ်အောင်ကိုတုံ နောက်တစ်ခါကျွန်တော်6ကိုကိုပရိဖြစ်အောင်63 63 69ကိုကိုပရိဖြစ်အောင်61 61 69လေးလေးပရိဖြစ်အောင်68 69နှစ်ပရိဖြစ်အောင်66ဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะအဲ့မှာကျွန်တော်တို့ main ပရိခလေးတွေနဲ့တူညီတာလေးတွေကိုလိုက်ရွေးထုတ်မယ်ဆိုရင်45ရဲ့43ရဲ့ဒါ main ပရိကိုရွေးတာเนาะတော့ကြာကြာဟိုကကျန်နေတယ်အဲ90ရဲ့68ကဲနောက်တစ်ခါ63ရဲ့ 6တစ်ကေပေါ့နော်ဒါမဲ့6 3ကတော့ထွက်ပြီးသားဖြစ်နေတဲ့ဖဲရင်ဖဲပေါ့နော်အားလုံးပေါင်း9ခွက်ပေါ့နော်အဲ့ဒီလို9ခွက်ရပါတယ်9ခွက်ရတဲ့ကမှအမျိုးတို့ကျွန်တော်မနေ့ကပြောခဲ့24ပေါ့နော်24ရတော့ကျွန်တော်မတင်သေးဘူးဘာဖြစ်လို့တော့ကျွန်တော်တကယ်တော့ခိုင်မာပြီးထင်ကျွန်တော်စနေတင်းနေနားရရက်ဒီမှာတင်ပြီးမယ်ပေါ့နော်အဲ့ဝမ်းကျင်းကြီးကပါလဲဆိုတော့မင်းနဲ့မှဝမ်းကျင်းက2 3ရပါတယ်2 3နဲ့ကိုင်းကြီးတာလေးကျွန်တော်ကတင်ကနန်းအဖြစ်စဉ်းစားမယ်ဆိုရင်4 3ရ4 3 ဒီဒီ main brain နဲ့ညီတာကိုပြောနော်ဟိုအရင် brain နဲ့ညီတာလေ၉သုံးတော့ဘာလို့ရှိရနော်ဒါပေမဲ့ကျွန်တော် main brain နဲ့ညီရ၄သုံးရှိရ၆သုံးရှိရဒါပေမဲ့ကျွန်တော်၆သုံးကြတော့ကျွန်တော်မကြိုက်ဘူးဘာပဲ၆သုံးခဏခဏထွက်နေတယ်အဲ့တော့၄သုံးအဲ့တော့၄သုံးတကွက်ကျွန်တော်တို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုတန်းလေးရလဲမထွက်သေးဘူးဒီတန်းတော့အမျိုးတို့မှတ်မိပါတယ်ဒီတန်းကလည်းမထွက်သေးဘူးမထွက်သေးရတဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့မှာ၉၈ဆိုတော့အဲ့အတွက်ဒီ၉၈ကလေးရလဲကျွန်တော်တို့ကြိုက်တယ်အဲ့တော့ကျွန်တော်၉၈နဲ့၄သုံးအဲ့နှစ်ကွက်ပဲကျွန်တော်မင်းနှက်ဖငါတော့ကိုကြိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ ကြိုက်တွင်နဲ့ယူပါအကြိုက်မတွင်နဲ့ကိုယ်သဘောနဲ့ကိုယ်ထိတ်ချီးပဲယူကစားကစားပြိပဲယူကစား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 တီးပဲယူကစားကစားကြိုက်တယ်လို့ယူကစားနိုင်ပါဗျာနော်အဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20ရတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ဘိုက်ပါမှာပေါ့နော်ဘိုက်ပါမှာကျွန်တော်အများနဲ့ပြင်နေကြပတ်တီတပတ်စာပတ်တီကတ်တွေပေါ့နော်အဲ့မှာကျွန်တော်နေတိုင်းနေတိုင်းထိတ်ချီးလေးတွေပြိကလေးတင်ပေးရတယ်အဲ့ဒါကျွန်တော်ကြက်မိုင်မကောင်းတဲ့အခါကျကျွန်တော်မလုံနိုင်မလုံနိုင်တဲ့အခါကျတော့ကျွန်တော် ကလေးတယောက်ကိုကုညီခေါ်ပြီးတော့တောင်းထားရတယ်ဗောနော်သူလည်းကျွန်တော်မုံကိုလေးပေးရတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်လောဘကြီးတာတော့မဟုတ်နော်ခါတိုင်းကျွန်တော်ကတပတ်လုံးမှကျွန်တော်၅တောင်းပဲယူခဲ့တာအဲ့ဒါကတပတ်လုံးအခုတောင်းကျွန်တော်ပြောင်းมาဖြစ်မှာပါဘာဖြစ်လို့လဲကလေးတော့ကျွန်တော်အနည်းဆုံးလာလို့ပေးတနေ့ကိုမုံမို၄၅တောင်းတော့ပေးရတာပဲဗျာနော်အဲ့တော့သူ့အတွက်လည်းကျွန်တော်ဟိုတခါလေးကျကျွန်တော်ကိုပေးထားတဲ့လူတရားဥပမာပဲ၅တောင်းမှကျွန်တော်၅တောင်းလောက်အဲ့ခေါက်ဟာကျွန်တော်အဲ့ကလေးကိုကျွန်တော်၅ရက်လောက်ပြန်ပေးလိုက်ရတဲ့အခါကျကျွန်တော်က ဟိုမရှိဘူးတခါတည်းကျလူနေတဲ့ခါကျကျွန်တော်တို့စိုက်လိုက်ရတာမျိုးရှိတယ်အဲ့ဒါကြောင့်ပါနော်အဲ့တော့ကြိုက်ချင်တယ်ယူပေါ့အဲ့မှာကျွန်တော်ကတကယ်လို့အတိတ်တွေအနေနဲ့ကျွန်တော်ပြောနေတာဘိုက်ပါမှာဘာတွေပေးတယ်ဆိုရင်ဘိုက်ပါမှာကျွန်တော်ကပေးတာကတပတ်စာပတ်ဒီနောက်ခါမပြောက်ပတ်ဒီဒါကျွန်တော်နမူနာအနေနဲ့ပြမယ်ပေါ့နော်အဲဒါဆိုရင်ခဏလေးနော်အဲဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်ပေးတဲ့အကပ်ပေါ့နော် ဒီတစ်ပတ်ပေးတဲ့ကဒီတစ်ပတ်ပေးတဲ့ကဆိုရင်ကျွန်တော်တို့24ရက်နေရနေပြော28ရက်နေဒီကိုကျွန်တော်တပတ်စာငွေပရိတ်ပေါ့နော်တပတ်စာငွေပရိတ်ဆိုကျွန်တော်ခွန်5ဆိုပရိတ်ပေးတယ်အဲ့မှာကျွန်တော်တို့ပရိတ်တွေလည်းအကုန်ထွက်သွားတာကိုတွေ့ရမှာဖြစ်တယ်နော်အဲ့တော့ခွန်5ပေါ့နော်အဲ့တော့ ထွက်သွားတာတွေ့ရမှာဖြစ်တယ်နောက်တစ်ခါကျွန်တော်အင်္ဂါမေဂျော်ပတ်တီအင်္ဂါမေဂျော်ပတ်တီဆိုရင်ကျွန်တော်6နှစ်6နှစ်ဆိုတာကကျွန်တော်တို့ဟိုသာတနင်္လာနေ့မှာနှစ်3 63ဆိုပြီးတော့အင်္ဂါမေဂျော်ဇက်တိုက်ထွက်သလို36ဆိုပြီးတော့လည်းကျွန်တော်ထွက်သွားတာတွေ့ရမှာဖြစ်တယ်နော်ဘော်ဒူးမေဂျော်ပတ်တီတခုကတော့ကျွန်တော်တို့ဟိုဖောင်းဖြစ်တယ်လို့လည်းပြောလို့ရတယ်ဗောနော်ဘော်ဒူးမေဂျော်ဆိုပေမဲ့ကျွန်တော်ဂျာဇရီနေ့ကျမှာ9 days ဆိုပြီးထွက်သွားခဲ့တယ်နော်တပတ်စာပတ်တီ6 8ကလည်းကျွန်တော်တို့ 68ဆိုပြီးဒဲတောင်းထွက်သွားသေးတယ်เนาะအဲ့မှာတပတ်သက်ပတ်တိမှာ63တို့36တို့68တို့အဲ့လိုမျိုးထွက်သွားတယ်နောက်တစ်ခါကျွန်တော်တို့မပြောက်ပတ်တိ35ပေးတာလည်းဒီလိုပဲကျွန်တော်တို့ခွန်9တို့39ခွန်တို့35တို့ဆိုပြီးဒဲတွေပဲထွက်သွားတာလည်းတဲ့အပါဝင်ထွက်သွားတာကိုလည်းတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်ကပေးပါတယ်နောက်တစ်ခုကကျွန်တော်တို့မပြောက်ဟိုပါပေါ့ဇာတို့ပတ်တီဇာတို့ပတ်တီဆိုရင်ဒါကျွန်တော်ယူထားတဲ့လူတွေပေါ့နော်ဇာတို့ပတ်တီဆိုရင်ဒါကျွန်တော်ဥပမာဒီမှာဟိုဒါဇာတို့ပတ်တီသူကတော့တလုံးနဲ့ပေါ့နော်အဲ့ဒါကတော့သူကတပွဲအောင်ကိုကျွန်တော်တို့ တသောင်းပေါ့နော်အဲ့မှာကကျွန်တော်တို့ဒီကဲဂျာတာတာကျွန်တော်မနေ့ကဟိုပါဖြစ်တာဆိုရင်ခွန်လေးလေးခွန်ပေါ့နော်သူကတော့ဇာတို့ပတ်စီဆိုပတ်ပတ်စီဖြစ်တဲ့အတွက်ခွန်လေးလေးခွန်ကျွန်တော်နှစ်ခုသလုံးပေါက်တယ်အဲ့လိုမျိုးကျွန်တော်ကနန်းလေးတွေရွေးထည့်ပေးထားတယ်ဒါပေမဲ့အဓိကပတ်မှာတော့ခွန်ပေါ့နော်အဲ့ဒါမျိုးလေးတွေကလည်းကျွန်တော်လုတ်ပေးပါတယ်နော်အဲ့ဒါကြိုက်ချင်တယ်ယူပါ နော်မကြိုက်ရှင်လည်းမယူပါနဲ့ဒါလေးကကျွန်တော်သိအောင်ပြောပြခြင်းပဲဖြစ်ပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ဆက်မှုတွေကတလောက်ပဲဖြစ်ပါတယ်တကယ်လို့ Viber မှာ login နေဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကထည့်တော့ရေးပေးဦးနော်ရေးပေးကျွန်တော်ကဟို monitor ကြီးကြီးအောင်ထားတဲ့ account လို့ဆို copyright ညှိလို့ပါကျွန်တော်ရဲ့ဖုန်းနံပါတ်က39261632890ခွန်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဆက်သွယ်ခြင်းနဲ့ဆက်သွယ်ပေါ့ဗျာအဓိကကတော့ကျွန်တော်အတက်နိုင်ဆုံးကတော့ကျွန်တော်မဆက်သွယ်အောင်ကျွန်တော်ဒီပတ်စံမကုန်အောင် အပစံမကောင်ကျွန်တော်ကတော့အတက်နဲ့ဆုံးကျက်မိုင်ကောင်းတာနဲ့ကျွန်တော်တင်ပေးမှာပါနော်ကဲတက်မိုင်မကောင်းတဲ့ခါလေးတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကကျွန်တော်လူတွေကိုမပြတ်ရရှိစေခြင်းနဲ့အတွက်ဒါလေးရင်ကျွန်တော်ဟိုပိုက်ပါဂရုလုပ်ပြီးတော့ကျွန်တော်လုပ်ပေးခြင်းဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုကျက်မိုင်ခြင်းနဲ့ပြည့်စုံပြီးဒီနောက်ဆုံးပေးအိတ်နဲ့လွယ်အောင်မြင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေမယ်ကျွန်တော်အဆုံးတက်လိုက်ပါတယ်ဗျာ